ံဝတ္တအဋ္ဌာယဥပိ္ပဇန္တိတထာဂတဘုရားပွင့်တယ်ဆိုတာအများအတွက်ပွင့်လာတာဖြစ်တယ်အများသရဝါတွေအတွက်ပွင့်လာတော့လဲပဲရသော်ဘုရားနဲ့ကြုံတွေ့ပြီးတော့အာလုံးဟာအကျိုးရှိသွားကြတာတော့မဟုတ်ဘူးအကျိုးမရှိတာကတော့ရသော်ဘုရားရဲ့အပြစ်မဟုတ်ဘူး လောကသားတို့ရဲ့အပြစ်သာဖြစ်တယ်။ဘုရားမြတ်စွာဘုရားကတော့လောကသားတွေအတွက်တာဝန်ချေတယ်။၄၅ဝါကာလပတ်လုံးတရဝရရဲ့အကျိုးအတွက်နေမနာညာမအားကြိုးစားပြီးတော့ဆောင်ရွက်တော်မူခဲ့တာထင်ရှားပဲ။ဘုရားဖြစ်သူရောက်တော်မူပြီးတဲ့နောက်မှာအခက်အခဲမျိုးမျိုး လောကရာမျိုးမျိုးရှင်ဆိုင်ဖြတ်ကျော်ပြီးတော့ရသော်ဗျာလောကသားတွေအတွက်အကျိုးစီးပွားကိုဆောင်ရွက်တော်မူခဲ့တာတကယ်တော့ကိုရောင်မြတ်အနေနဲ့ကသူ့ရဲ့ကိုရေးကိုရာကိစ္စဆိုလို့ရှိရင်ဘာမှလုံးเสียမလိုဘူးတင်းကျင်းအေးချမ်းစွာဝိမု ക്തി ဒုက္ခဆိုတဲ့လွတ်မြောက်တဲ့ရတ္တဖို့ချမ်းသာကိုခံစားပြီးတော့နေလို့ရတယ် သို့သောလောကသားတွေအတွက်ရသော်ဘုရားဟာကြိုးပမ်းအထုတ်ခဲ့တယ်ဘုရားရဲ့အထုတ်ပတ္တိဒီနေ့ဗုဒ္ဓဝင်လို့ခေါ်နေကြတယ်ဘုရားမြတ်စွာရဲ့အထုတ်ပတ္တိလိလာကြည့်မယ်ဆိုလို့ရှိရင်အင်တမကြီးညိုစရာလည်းကောင်းတယ်အာရစရာလည်းကောင်းတယ်ကရုဏာပညာ နှစ်ဖြာတွဲဖက်ပြီးတော့လောကသားတွေရဲ့ကျိုးရှိရာရှိချောင်းမြတ်စွာဘုရားဟောကြားဆုံးမခဲ့တယ်ဆိုတာအင်တမပေါ်လွင်ထင်ရှားတယ်ပေါ့လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကျိုးပန်းချက်ဆိုတဲ့ခေါင်းစဉ်နဲ့ဟောလာတာဒီကနေ့22ခုမြောက်မြတ်စွာဘုရားရဲ့ကျိုးပန်းဆောင်ရွက်မှုကို나ယူမှတ်သားကြရမှာဖြစ်တယ် ဘုရားရဲ့ဘဝကိုလေးလသုံးသပ်ကြည့်မယ်ဆိုရင်45နှစ်တာကာလဆိုတော့တနေရာထဲနဲ့လည်းပြီးအောင်ဟောလို့မရဘူးတရက်ထဲနဲ့လည်းပြီးအောင်ဟောလို့မရဘူးနောက်ဆုံးတက်တော်80ပြိဋိဘံစံအဆဲဆဲမှတောင်မှပဲလောကသားတို့ရဲ့အကျိုးဘလို့ဆောင်ရွက်သွားတယ်ဆိုတာနောက်ဆုံးပိတ်အပိုင်းကြမှာဒါသိရှိခွင့်ရကြမှာဖြစ်တယ် ဘုရားမြတ်စွာရဲ့ကျိုးပန်းချက်တွေကိုဖတ်ရှုလေ့လာနာယူမှတ်သားကြမယ်ဆိုရင်မြတ်စွာဘုရားပေါ်မှာချဉ်ညိုတဲ့စိတ်တွေဟာငကိုကားတဲ့တိုးပြီးတော့ဖြစ်ပေါ်လာမှာဖြစ်လို့မြတ်စွာဘုရားပေါ်မှာချဉ်ညိုတဲ့စိတ်ဟာချဉ်ညိုတဲ့စိတ်ကလေးဖြစ်ုံနဲ့ပဲလူပြည်နတ်ပြည်ရောက်ဖို့ဆိုတာမခဲရင်ပါဘူး ထိုကြည်ညိုတဲ့စိတ်ကိုအခြေခံပြီးတော့သမထဘာဝနာဝိပဿနာဘာဝနာတမာတိနဲ့ပညာကိုဖြစ်ပွားစေမယ်ဆိုရင်နိဗ္ဗာန်ချမ်းသာထိအောင်ပို့ဆောင်ပေးနိုင်တဲ့လမ်းကြောင်းပေါ်ရောက်တယ်ဒီလိုဆိုရမယ်အဲ့တော့မြတ်စွာဘုရားက35နှစ်ဖျားဖြစ်သူရောက်ပြီးတဲ့အခါမှာ ထိုတို့ယတ္တိတသို့ဒေသစာရီလှဲ့လေကြွပြီးဝရင်းသုံးလအခါတရမှာမုခိုတဲ့အနေနဲ့တင်းရော်တဲ့ဒေသမှာမြတ်စွာဘုရားဟာသရင်သုံးဝါဆိုတော်မူခဲ့တယ်73ဝါမြောက်မှာတော့ဘုရားမြတ်စွာကစာလိကာဆိုတဲ့ မြို့အနီးမှာရှိတဲ့စာလိကဆိုတဲ့တောင်ဆောင်မှာရှိတဲ့တောရကျောင်းမှာသရဲသုံးနေထိုင်ခဲ့တယ်လို့ဘုရားမြတ်စွာရဲ့ဝါဆိုစင်တွေကိုလေ့လာပြီးတော့ကြည့်မယ်ဆိုရင်တွေ့ရမှာဖြစ်တယ်သို့တော်တခါတည်းရ